ဟုတ်ကဲ့မင်္ဂလာပါဗျဒီနေ့ကတော့ကျွန်တော်တို့မွေးနေ့အမှတ်တရပေါ့နော်ပြောပြခြင်းနဲ့ဗီဒီယိုလေးတစ်ပုဒ်ရှိပါတယ်ဟိုကျွန်တော်ဇွန်30မွေးတာဆိုတော့ဇွန်30ဆိုရင်အသက်38ပြည့်ပြီ39လဲကိုရောက်မှာပေါ့အဲ့တော့မွေးနေ့အမှတ်တရကျွန်တော်ငငယ်ကလေးကစိတ်ခဲ့တဲ့ဗီဒီလေးဆရာကြီးပြောပြပြီးတဲ့ဗီဒီစိတ်အကြောင်းလေးဒါလေးကိုကျွန်တော်ဒီချိန်မှာပြောပြခြင်းတာဖြစ်တယ်အဲ့တော့ဒီဗီဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တစ်ခါမှပြောဘူးတာမျိုးမရှိဘူးဗျ မရှိဘူးဒီတစ်ခါတော့မွေးနေ့အမှတ်ရရလေးဖြစ်တော့ဒါထူးကြကြလေးပြောဝေးချင်တာပေါ့ဒါကတော့ဗဒီစပြီးစိတ်တဲ့လူတွေဗဒီလိုင်းကိုစလိုက်တော့မဲ့လူတွေဗဒီနဲ့ပတ်သက်ပြီးစပြီးတော့အလေးအထုံရအောင်စစိတ်ကြရလူတွေပေါ့ဒါကဗဒီစစိတ်ပြင်နောက်ပိုင်းအမြင့်လိုင်းတွေစိတ်သွားနိုင်အောင်လို့စပြီးတော့စရာတွေစီရင်ပေးတဲ့ဗဒီစိတ်ပေါ့ကျွန်တော်တော့အခုရှိအခုထိလဲစိတ်နေတော့မှာပဲနော် အခြားဂုံတော်တွေကာထာတွေရုပ်ပြီးစိတ်ထားတွေရှိတယ်လို့အခုနီလန်နေလဲစိတ်ပါတယ်ကျွန်တော်ငငယ်ကမိဘတွေဆရာသမားတွေကကလေးတွေကိုစတင်ပြီးဘာတင်ပေးကြလဲဆိုတော့တဏ္ဍဂုံသုံးပါးတင်ပေးကြရဗျနောက်နောက်ပြီးတော့ကျွန်တော်ဂုံတော်ကိုဘာမှအရဟံဆိုတာမျိုးကိုအမြဲပြောပြလေးရှိတယ်။တော်တော်များများကလေးတွေအားစားအရဟံဆိုတာကိုသိနေတယ်။တဏ္ဍဂုံ၃ပါးဆိုတာကိုသိနေတယ်။သိနေတယ်။အားရလေးကိုပဲဗလီစိတ်လေးတွေ ဆရာသခင်တွေကလုတ်ပေးတာရှိတယ်။အဲ့ဘရီလေးကြောင့်ပြောပြခြင်းနဲ့လက်ရှိကျွန်တော်လဲစိတ်နေတဲ့ပတိပေါ့။အဲ့တော့ဘရီစိတ်လေးကကျွန်တော်တို့တွေကဘလို့လုတ်ထားတာလဲပေါ့။ဒီမှာဘုန်းတော်တရဏာကိစ္စမိဓမ္မတရဏာကိစ္စမိတန်ဃာတရဏာကိစ္စမိပြီးရင်အရဟံဘုန်းတော်တရဏာကိစ္စမိဓမ္မတရဏာကိစ္စမိတန်ဃာတရဏာကိစ္စမိပြီးရင်အရဟံဘုန်းတော်တရဏာကိစ္စမိဓမ္မတရဏာကိစ္စမိတန်ဃာတရဏာကိစ္စမိပြီးရင်အရဟံဘုဒ္ဓံတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိတန်ဃာတရဏံကိစ္ဆာအရဟံ ီလိုမျိုးလှုပ်ထားတဲ့ပဒီစိတ်ဖြစ်တယ်အဲ့တော့ဗတိစိတ်ကိုကျွန်တော်တို့ဒီလိုလှုပ်ထားတာမျိုးတော့တွေ့ဘူးမှတွေ့ဘူးကြမှာတွေ့ဘူးလိမ့်မယ်ဗတိဆိုင်တွေကိုကျွန်တော်တို့ customer အနေနဲ့ဒါကိုလုပ်ခိုင်းလို့ရတယ်အဲ့တော့စစိတ်မဲ့လူငယ်တွေဗတိကိုစပြီးတော့စိတ်ချင်တဲ့စိတ်ရှိတယ်အာတိတရှိနေတဲ့လူတွေအတွက်အလွယ်ဆုံးနည်းနဲ့အထည်ရောက်ဆုံးဗတိစိတ်နေပါနော်တဏ္ဍကုံ၃မှာရွတ်လိုက်နော် အရဟံလေးတစ်ခါတစ်လုံးချလိုက်တဏဂုံသုံးပါးရွတ်လိုက်အရဟံလေးမှာအလုံးလေးကြီးတော့ကိုမှတ်မိနေတယ်ဘုဒ္ဓံသံဃာ့ဓမ္မံသံဃာ့တန်ဃာ့သံဃာ့အရဟံဘုဒ္ဓံသံဃာ့ဓမ္မံသံဃာ့တန်ဃာ့သံဃာ့အရဟံဒီလိုမျိုးလေးရွတ်ပွားဖို့အတွက်စီစဉ်ပေးတာဖြစ်တယ်တကယ်လဲအကျိုးထူးတယ်တကယ်လဲပရိစားစိတ်တဲ့သူတွေအတွက်ရွယ်တာဖြစ်တဲ့အတွက်စပြီးအကြံစီလေးတွေစိတ်ကူးလေးတွေစပြီးအောင်မြင်လာတယ်လောလောကူစိတ်ရတာဖြစ်တဲ့အတွက်စိတ်ဖြစ်တယ်အဲ့တော့တနေ့ကိုဘယ်နှပတ်စိတ်ရမယ်လို့ဘယ်နေ့ရစိတ်ကမယ်လို့ ဘလောက်ကြောင်ဆေးရမယ်လို့ဘယ်နေ့သားတွေအတွက်ဆေးရမယ်လို့ဒါတွေဒါတွေကျွန်တော်ဒါမပြောလို့ဘူးပေါ့နော်မပြောလို့ဘူးကိုယ်စိတ်နိုင်တဲ့လောက်စိတ်သွားလို့ရတယ်ဒါပတိစားစိတ်မဲ့လူတွေအတွက်ရည်ရွယ်ပြီးလှုပ်ထားတဲ့ပတိပါအဲ့တော့ကျွန်တော်ကတော့အခုထက်တိတိုင်လဲစိတ်နေတယ်နော်အခြားလူတွေကိုလည်းဒီနီလန်လေးပြောခဲ့ပါတယ်ဒါကပါတော့ခလေးလူငယ်တွေအတွက်ရည်ရွယ်တာစပြီးစိတ်မဲ့လူတွေလူလက်ပိုင်းတွေထားပါတော့ကျွန်တော်တို့ကိုသားလေးကိုနိုင်ငံသားပို့လိုက်တယ်နိုင်ငံသားပြင်သားတော်တယ်နိုင်ငံသားမှာအလုပ်သွားလုပ်တယ်ငါသားလေးရဲ့ပရိစိတ် ဒါဗဒီလေးစိတ်ဆေခြင်းနဲ့အာဂုံတော်တွေကလည်းမစိတ်ချင်ဘူးအာအရန်များတယ်မလုပ်ချင်ဘူးအချို့ကလေးတွေညင်းညားတာရှိတယ်အဲ့လိုညင်းညားတဲ့လူတွေအတွက်ကျွန်တော်စပြီးဒီဗဒီစိတ်လေးကိုလုပ်ပေးရတာဖြစ်တယ်နော်အဲ့လိုလေးဗဒီစိုင်မှာလှုပ်လိုက်ရင်ရပါတယ်ဒါလေးလှုပ်ခြင်းအပြင်တင့်ညတာတာကျွန်တော်တို့ကဘလို့ဖြစ်လဲဆိုတော့အန်ဒီရီကင်းတယ်တော်တော်အခက်ကလေးတွေပြည်လေတယ်လူငယ်လေးတွေဗဒီစစိတ်ဖြစ်လာတယ်ဒါကြောင့်အာချို့ဆိုရင်တာသမီလေးတွေကိုဘောလာဆောင်ပို့လိုက်တယ် စိတ်မချအောင်ငယ်သေးတဲ့ဘောတော်ဆောင်ပို့တဲ့ရွယ်လေးတွေကကလေးတွေက16 16 18လေးအဲ့တော့စိတ်ပူတယ်ဟောတားရသမီးကိုဖရာတရားလေးလုပ်စေခြင်းနဲ့အန်ရယ်လေးကင်းစေခြင်းနဲ့ဒါဆိုဒီတရဏဂုံနဲ့အရဟံတွဲစိတ်တာမျိုးကိုအလုပ်စေခြင်းပါတယ်နော်လုံးလိုက်ရင်ကျွန်တော်တို့တိတတာကျွန်တော်တို့ဗတိအပတ်ရည်အနေနဲ့စိတ်ဖြစ်သွားတယ်လူတွေကအဆင်ပြေသွားတာပေါ့ဗျာဒါဒါလေးတစ်ချက်ကျွန်တော်ပြောပြခြင်းတာဖြစ်ပါတယ်နော်ဒါဆိုရင်တော့ကျွန်တော်တို့ကဗတိနဲ့ပတ်သက်ပြီးတော့ ပုံမှန်အတိုင်းပဲ108လုံးဒါ108လုံးပြည့်တယ်နော်အရဟံကနေစနေတယ်ပြီးရတဏ္ဍဂုံသုံးပါးကျွတ်တယ်အရဟံကနေရတယ်တဏ္ဍဂုံသုံးပါးကျွတ်တယ်နောက်ဆုံးပိတ်မှလည်းကျွန်တော်တို့တဏ္ဍဂုံသုံးပါးနဲ့ပြန်ဆုံးတယ်အဲ့လိုမျိုးလေးရွတ်ကြတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့စမှတ်လေးကိုအရဟံလေးနဲ့စမှတ်မယ်နော်ပြီးရင်တဏ္ဍဂုံသုံးပါးပြီးအရဟံတဏ္ဍဂုံ108လုံးပြည့်ပါတယ် ဒါလေးကိုစိုင်းနေမှာကစတမိုက်လုပ်ပြီးတော့လူငယ်တွေအတွက်ပရိစားစိတ်မဲ့လူတွေအတွက်အများကြီးထွေထူးလည်းမစိတ်နိုင်ဘူးဆိုတော့အမြဲတတိယတဲ့အခါတိုင်းစိတ်ဆေးကျင်တယ်ကျွန်တော်တို့မနေ့အစောကြီးအချိန်တွေမှာစိတ်တယ်ပြီးရင်ကျွန်တော်တို့ဘလို့အချိန်တွေမှာစိတ်တက်လေးရှိလဲဆိုတော့ကျွန်တော်ဒါအပေါ်အပေါ်ပါစိတ်တာဖြစ်တဲ့အတွက်ကျွန်တော်ကတိုင်ပါနဲ့အလုပ်လုပ်တာရှိတယ်ဒါတော့ကျွန်တော်စိတ်ပုံစင်နေပေါ့ကျွန်တော်ကဘာလုပ်လဲဆိုတော့25မိနစ်အလုပ်လုပ်တယ်ကျွန်တော်တိုင်ပါပေးတာကျွန်တော်25မိနစ်တိတိကျွန်တော်ဘေးရင်ဟောတယ်ဟောစတန်းထိုင်ရေးတယ်စာရိုက်စရာရှိရင်ရိုက်တယ် ဟိုအတာဖိုင်ပို့ကြာရှင်ပို့တယ်25မိနစ်ကျွန်တော်ကလှုပ်တယ်လှုပ်ပြီးရင်ကျွန်တော်9မိနစ်နားတယ်မျက်စိအနာပေးတာပဲဖြစ်ဖြစ်ဟိုကဖြစ်တယ်ပေါ့နားတယ်ပေါ့နော်နားတဲ့အချိန်မှာကျွန်တော်ဒီပဒီလေးစိတ်လိုက်တယ်တပတ်ပေါ့တပတ်စိတ်လိုက်အဲ့လိုပဲ25မိနစ်အလုပ်လုပ်တယ်9မိနစ်နားတယ်အဲ့လိုနားတဲ့အချိန်လေးမှာဒါစိတ်တာပေါ့ ဟိုဝင်တဲ့လက်ကစားတော့စိတ်လို့မရဘူးပေါ့ဗျာကျွန်တော်ကိုပိုင်လို့ကျွန်တော်တို့လို blogger တွေလို့စာအမြဲရိုက်နေရတဲ့လူတွေဘီနေအမြဲတမ်း reply ပြန်နေရတဲ့လူကြတော့အဲ့လိုပေါ့25မိနစ်လောက်တယ်5မိနစ်နားတယ်25မိနစ်လောက်တယ်5မိနစ်နားတယ်အဲ့လိုလုပ်ပြီးတော့ကျွန်တော်တို့စိတ်တာပါဒီနီလန်းလေးကိုကျွန်တော်ကတော့ဒါလမ်းညွှန်ပေးတာဖြစ်တယ်ကဲလူငယ်တွေစားစိတ်ခြင်းနဲ့ကိုသားမိတွေကိုလက်ဆက်ကမ်းခြင်းနဲ့ဗဒီလေးနဲ့ပတ်သက်ပြီးထိတွေ့ခြင်းနဲ့ဆိုတော့ဒါလေးကစိတ်ဖြစ်သွားလိမ့်မယ်တကယ်လည်းရေရှည်စိတ်ဖြစ်တယ် ဆိတ်ရတာလဲအာတီတာပြင်ပြရတယ်ဘာလို့ပြင်ပြလဲဆိုတော့တဏ္ဍကုံအကြောင်းကိုလူတိုင်းသိတယ်ဘုရားတဏ္ဍကိစ္စတွေဓမ္မတန်ဆိုင်တန်ခါတယ်ဒါဖရာဒါစိတ်ကကိုးဝဲပါတယ်အာရဟံဆိုလဲဖရာကုံတော်တွေမှာပထမဦးဆုံးကုံတော်ဖြစ်တယ်နော်ကိလေသာကင်းစင်တယ်နော်ဆက်ကွယ်ရရတယ်မယ်မကောင်းမှုမပြုတ်ဘူးလူနဲ့ပြမှာတဲ့တော်ရီပူဇော်ထုကိုခံတော်မူထိုင်တယ်များဆိုပါဗျာဒီလောက်ကတော့လူငယ်တွေသိကြတယ်ဒါကြောင့်ရွက်ကဖက်ရတာသူတို့လည်းရွက်ချင်ဖက်စင်ကြပိုရှိပါတယ်မွေးနေ့အမတ်တရားပရိယောဖြစ်ပါတယ်အားလုံးပဲ မိမိတို့မွေးနေ့တွေမွေးနေ့တွေအားစပြီးကံကောင်းမှုတွေအောင်မြင်မှုတွေအဆင်ပြေမှုတွေရကြပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်ဗျာ